တရင်တွေသမျှအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရန်ကုန်မှာရှိတဲ့အမှတ်၁တန်လျင်ရေးနဲ့ချက်ဆက်ယုံပြန်လဲလက်ပတ်ရေးနဲ့ဆက်ယုံတဲ့စီမံကိန်းမှာမင်းအောင်လိုင်ရဲ့တာအောင်ပြေဆုံးတင်းစိမ့်ရဲ့တမီ share ပါတဲ့မြန်အဝိုင်းကုမ္ပဏီနဲ့ ဟေတေးကုမ္ပဏီတို့လောက်ကင်ခွင့်ရရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းတန်လျင်မြို့နယ်အမတ်တက်တန်လျင်ရေနံချားဆက်ယုံပြန်လဲလက်ပတ်ရေးနဲ့စိုက်ယုံတင်စီမံကိန်းတို့မင်းအောင်လိုက်ရဲ့ဒါဖြစ်သူအောင်ပြေဆုံးတမရဟောင်းသိန်းစင်ရဲ့တမီတူရှယ်ယာပါဝင်တဲ့မြန်အဝိုင်းကုမ္ပဏီနဲ့ဟေတေးကုမ္ပဏီတို့ကလောက်ပိုင်ခွင့်ရရှိထားတယ်လို့နေပြီးတော့စစ်ပတ် သတင်းရှင်းမြစ်ကပြောပါတယ်။ဇွမ်းရဲ့ဝင်ကြီးဌာနဟာစတုံးစီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်တို့အမတ်တက်ရေနံချားဆက်ယုံတန်လျင်ကိုစိုက်ယုံတစ်ပြည့်ပြန်လဲပြုတ်ပြင်ပြီး အရင်မှာပထမဆင့်နေနဲ့တနည်းကိုရေနံစိမ့်တန်းချိန်၅သိန်းချက်လုံးနိုင်တဲ့မော်ဂျူလာတိုက်စက်ရုံအဖြစ်ပြောင်းလဲလျက်ရှိကြောင်းအဲဒီနောက်ဒုတိယဆင့်နေနဲ့တနည်းကိုရေနံစိမ့်တန်းချိန်၃သန်းချက်လုံးနိုင်တဲ့ရေနံချက်စက်ရုံအစ်အဖြစ်တည်ဆောက်လျက်ရှိတယ်လို့သိရပါတယ်အဆိုပါစီမံကိန်းတွေတော့အောင်ပြေဆုံးဥဆောင်ပါဝင်နေတဲ့ Primary ဆိုင်းရင်ကုမ္ပဏီသမရဟောင်းတင်ဆိုင်ရဲ့တမီတူရှယ်ယာပါဝင်နေတဲ့မြန်ဝိုင်းကုမ္ပဏီနဲ့ဟေဒေးကုမ္ပဏီတို့ကလုံပိုက်ခွင့်ရရှိထားတာဖြစ်တယ်လို့သိရပါတယ် အခုပထမဆင့်ရေနံစိမ့်တန်းချိန်9သိန်းချက်လုပ်ပြီးစတုံးစီထုတ်လုပ်မဲ့စီမံကိန်းကနောက်နှစ်ဆန်းလောက်တော့စလည်မယ်လို့မှတ်ထားတယ်။စက်ရုံအစ်တေရောမူလာစက်ရုံအဟောင်းကိုရောပြန်ပြီးတော့ update လုပ်နေတာ။တပြိုင်နက်ထဲလုပ်နေတာ။အဲဒီမှာတချုပ်ရဲ့ဒါ Prime စွမ်းရင်ကုမ္ပဏီကတော့လုံပိုင်းခွင့်60ရာခိုင်နှုန်းလောက်ရတယ်။ဂျန်နဲ့ကုမ္ပဏီတွေကတော့ဂျန်နဲ့40ရာခိုင်နှုန်းကိုခွဲဝေရကြတာလို့နေပြီးတော့စက်ပတ်တရင်ရင်းမြစ်ကပြောပါတယ်။မင်းအောင်လည်းကာလာရှေ့ချောင်းရန်နာထားတဲ့ အမတေရေနံချက်စိုက်ယုံတန်လျင်ကိုပြန်လဲလဲပတ်ရအမိန်ပေးခဲ့ပြီးတဲ့နောက်မှာ၎င်းရဲ့ဒါဖြစ်သူအောင်ပြေဆုံးပါဝင်ကုမ္ပဏီများကလုံပိုက်ခွင့်အတိအကျရရှိခဲ့တာလည်းဖြစ်ပါတယ်။အချမ်းဘက်မရောက်နိုင်ကစတုံးစီများပြည်ပမှတင်သွင်းရမှာခုံချားစရိတ်တွေများနေတာကြောင့်ပြည်တွင်းမှာရေနံစိမ်းချက်လုပ်ပြီးတော့စတုံးစီများထုတ်လုပ်နိုင်ရန်တော့အမတေရေနံချက်စိုက်ယုံတန်လျင်ကိုပြန်လဲလဲပတ်ရမယ်လို့ဆိုကောစိုက်ယုံအဟောင်းမြင့်တင်လဲပတ်ရေးနဲ့ရေနံချက်စိုက်ယုံအစ်စီမံကိန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တာကတော့ တောင်သာမျိုးနယ်တို့မှာရှိတဲ့ဂျေဝါများကိုဇက်တိုက်မီးရှို့နေတဲ့စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုမှာအကြံဖတ်စစ်သားများထိခိုက်ဒေဆုံးမှုများပြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းတောင်သာမျိုးနယ်တို့မှာရှိတဲ့ဂျေဝါများကိုဇက်တိုက်မီးရှို့နေတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ရမှာအကြံဖတ်စစ်သား50ဦးထက်မနည်းထိခိုက်ဒေဆုံးခဲ့တယ်လို့မြန်ချန်ခရိုင်တရင်အမှတ်၃မှာတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့မှာတောင်သာမျိုးပေါ်မှာထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းဟာ ချုံကြီးကဒါယာကြီးကျေးဝါဘက်ကိုစစ်ချောင်းထိုးဝင်ရောက်လာစဉ်ဒေါ်လိုင်းတပွဲများကအသင်ဆောင်ဆိုင်နေပြီး၆၀မမလက်ပြပုံလက်နက်ငယ်များနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အိုင်လိုတိုက်ခိုက်မှုတွေမှာအချမ်းမတ်စစ်တပ်ဘက်က50ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြောင်းအိုင်လိုတိုက်ခိုက်ပြီးတဲ့နောက်ဒေါ်လိုင်းရဲဘော်များကလက်နက်ခဲယမ်းများခေါင်းယူနိုင်ရန်ကြိုးစားခဲ့ပေမဲ့လည်းနောက်ချမ်းစစ်ချောင်းကအင်အားလုံးရဲနဲ့ထိုးစစ်ဆင်လာတာကြောင့်ဒေါ်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အိုင်လိုနောက်ချမ်းစစ်ချောင်းတွေရောက်ရှိလာပြီးတဲ့နောက် လက်နက်ခဲယံများစစ်သားလောင်းများနဲ့ထိခိုက်တံရရရှိသူတွေကိုဖောကားများနဲ့ခေါ်ဆောင်ပြီးခြုံကြီးကျေးရွာအင်းနေရွာဘက်သို့ဝင်ရောက်သွားကောင်ပြီးတော့ပိုင်နေရများကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်ထိုးလာတာကအင်အားများပါတယ်။မြန်မြင်ပြောကြားချက်အရဆိုရင်စစ်ခွေးထိခိုက်သေဆုံးတာက90အထက်မှာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကအတိအကျတော့မပြောနိုင်သေးပါဘူး။အဲ့ဒီစစ်ကြောင်က200အနည်းဆုံးထားထိုးလာများတယ်။အခုတလောကတော့စစ်ကြောင်ကရဲ့လေးမျက်နှာပတ်ထိုးနေတာ။ ဒီဇမ9ရက်နေ့တုန်းကပြည်သူတွေရဲ့အိမ်ကိုမီးရှို့ခဲ့တာလို့မြန်ကြံခရိုင်တပ်ရဲ့အမှတ်3မှတာဝန်ရှိသူတဦးကပြောပြပါတယ်။အစိုးရဂျာမန်စစ်တပ်စကြောင်းဟာပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့မှာစတင်ပြီးတောင်သားမြန်ကြံလမ်းမိုင်းမှာတပ်ဆွဲထားတဲ့ဂျမ်ဘတ်စစ်သားများနဲ့ပြူစော်တီများပူးပေါင်းထားတဲ့ဂျမ်ဘတ်စစ်ကြောင်းဖြစ်ကလမ်းမိုင်းတစ်လျှောက်မှာရှိတဲ့တမန်ကြီးရွာ၊ဆယ်ကုန်းရွာ၊ညောင်တို့ရွာ၊ဘဲကင်းကျော်ရွာ၊ခြုံကြီးရွာနဲ့အင်းတဲရွာတို့မှာနေအိမ်200နီးပါးကိုမိရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတမန်တင်ဆက်ပေးချင်တာကတော့နတ်တလင်မျိုးနဲ့မှာဂျေဝါများကိုဘုံလာကျဲတဲ့စစ်တပ်ရဲ့ဒရုန်းတစီပြတ်ချပြီး PDF တက်ကတင်ဆက်ရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ပဲခူးတိုင်းနတ်တလင်မျိုးနဲ့မှာဂျေဝါများကိုဘုံလာကျဲတဲ့အကြံဘတ်စစ်တပ်ရဲ့ဒရုန်းတစီပြတ်ချပြီးတင်ဆက်ရရှိခဲ့တယ်လို့ပဲခူးရုံးမှ PDF viewer 22မှာတာဝန်ရှိသူတဦးကပြောပါတယ်။ဒီဇင်ဘာလ10ရက်နေ့မွန်လွယ်2:30မိနစ်ခန့်မှာနတ်တလင်မျိုးနဲ့ဂျိုးပင်တာရွာထိပ်မှာရှိနေတဲ့အကြံဘတ်စစ်သားများက တရပင်းကံရိုးရွာထိပ်ဘက်ကိုဒရုန်းနဲ့လာရောက်ဘုံကျဲတက်ခိုက်စဉ်ပြတ်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုဒရုန်းပြတ်ကျခဲ့တဲ့နေရာကိုအမတ်ရှေးရတက်တရဲမှတက်ခွဲလေးတက်ခွဲ၆တက်ခွဲခွန်နဲ့ဒရုန်းတက်ရင်အဖွဲမှတော်လိုင်းရဲဘော်များကနမည်ရှင်းလင်းရေးပြုလုပ်စဉ်စတက်ရဲ့ဒရုန်းကိုတင်ဆက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၈ရက်နေ့ကနဒလင်းမျိုးနဲ့ဂျိုးပင်တာရွာထိပ်မှရောက်နေတဲ့အချမ်းဘတ်စစ်ခွေးတွေကတရပင်းကံရိုးရွာထိပ်ဘက်ကိုဒရုန်းလုံးတင်ပြီးဘုံလာချတဲ့ချိန်မှာအဲ့ဒီဒရုန်းကပြတ်ကျတာ။ စကွေးတွေကဂျေးဝါနေပြည်သူတွေကိုထိခိုက်သေဆုံးစေရန်ယူဝဲပြီးရွာတွေကိုဒရုန်းနဲ့ကျဲချတိုက်ခိုက်တာပါ။အဲမှာသူတို့ကပထမအကြိမ်ကျဲချပြီးဒုတိယအကြိမ်ကျဲချတဲ့အချိန်မှာဒရုန်းပြတ်ကြတာ။ပြည်သူတွေထိခိုက်မှုတော့မရှိပါဘူးလို့ဗကိုယုံမပီတီရဲ့ဗျူဟာ၂၂မှာတာဝန်ရှိသူကပြောပါတယ်။လက်ရှိမှာပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ယုံမကောက်ချင်းမှုတွေကိုတတိနဲ့နေထိုင်ကြရတဲ့လေချောင်းကနေလက်နက်ကြီးပစ်ခတ်မှုတွေအတွက်ဘုံခိုးအခြေများကိုနေပဝင်းချင်းမှာဒူးထားကြရန်တတိပေးတိုက်တွန်းလိုတယ်လို့ ဘကိုယုံမပီတီရဲ့ဖြိုးအား20နှစ်မှတာဝန်ရှိသူကပြောဆိုပါတယ်။အလားတူအော်တိုဘားလ19ရက်နေ့ကလည်းလက်ပံမျိုးနဲ့တရချောင်းဝါကိုဘုံလာကျဲတဲ့အချမ်းဘက်စစ်တပ်ရဲ့ဒရုန်းလစီးဟာစစ်ချုပ်ယွင်းပြီးပြတ်ကျခဲ့ခြင်းဖြစ်ကြောင်းအဲလိုပြတ်ကျသွားတဲ့ဒရုန်းကိုတရချောင်းဝါအနောက်ဘက်မှာဒါယာဝရီဂလုံတပ်ဖွဲ့ကဒိန်းဆဲရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ချင်းတော်လန်ရဲ့အင်အားစုတွေညှိညွေစံညိနိုင်ဖို့စံနာအပြည့်ရှိတယ်လို့ချင်းပြည်ကောင်စီထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ချင်းပြည်ချင်းလန်တိဆောက်ရေးနဲ့ချင်းတစ်မျိုးသားလုံးစီလုံးရေးကိုရှေ့ရှုပြီးတော့ညီနိုင်ဆောင်ရွက်မှုတွေဆက်လက်ဆောင်ရွက်ဖို့နိုင်ငံရေးဆက်ဆံတာအပြည့်အဝရှိတယ်လို့ချင်းပြည်ကောင်စီကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကနေ6ရက်နေ့ထိကျင်းပခဲ့တဲ့ဒုတိယအကြိမ်ချင်းပြည်ချင်းလန်ကောင်စီညီလာခံအပြီးကြေညာချက်ကိုယမန်နေ့ဒီဇင်ဘာလ9ရက်နေ့ကထုတ်ပြန်ရမှာချင်းတော်လန်ရေးအင်အားစုတွေကြားညီညွတ်ရေးဆက်လုပ်ဖို့ဆန္ဒရှိခဲ့တာကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာချင်းတော်လိုင်းအင်အားစုများအကြားပေါင်းစည်းညီညွတ်ရေးအတွက်ဂျိုးပန်းလျက်ရှိတဲ့ပြည်ရင်းပြည်ပေါ်မှာအဖွဲ့အစည်းအသေးသေးပေါ်ခြေစူးတင်တယ်လို့လည်းဖော်ပြထားပါတယ်။လက်ရှိချင်းပြည်ကောင်စီနဲ့ချင်းကြီးနောင်တို့ဟာနိုင်ငံရေးရသဘောထားကွဲလွဲမှုတွေရှိနေပေမဲ့လက်တလောချင်းပြည်နဲ့အတွင်းစကားဆရဲ့ထိုးစစ်ကိုအတူပူးပေါင်းကူးကံတိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။အထူးသဖြင့်ချင်းပြည်မြောက်ပိုင်းဒီတိတ်နဲ့ဖလန်းနဲ့မြေဒေသတွေပြန်ရဖို့အချမ်းဘတ်စကားဆကဒီနေ့လေကစပြီးထိုးစစ်ဆင်လာတာကို ချင်းကြီးနောင်နဲ့ချင်းပြည်ကောင်စီဖွဲ့ဝင်ဒေါ်လိုင်းတစ်ဖွဲ့ဝင်တွေကအတူတကွပူးပေါင်းခုခံတိုက်ခိုက်နေတာလို့ဆိုပါတယ်။ဆရာနာရှင်စနစ်ကိုဖျက်သိမ်းပြီးတော့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးချင်းမျိုးသားများကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးချင်းမျိုးသားတည်ဆောက်ရေးနဲ့ချင်းပြည်တည်ဆောက်ရေးတွေအတွက်တိုက်ပွဲဝင်ရင်အသက်ပေးသွားတဲ့အာဇာနည်သူရဲကောင်းတွေအပါအဝင်ကိုရင်းကအစိပ်ပိုင်းပေးလူခဲ့တဲ့သူရဲကောင်းတွေကိုလည်းဥညွတ်တယ်လို့ဖော်ပြပါတယ်။ဒါပြင်ချင်းပြည်ချင်းလန်းကောင်စီရဲ့ နိုင်ငံရေးရီမှန်ချက် အောင်မြင်ရေးအခိုင်အမာရပ်တိတ်ပံ့ပိုးပေးခဲ့တဲ့ချင်းပြည်သူတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုကျေးဇူးတင်တယ်လို့ထုတ်ပြန်ကဒေါ်လန်ရေးကိုအောင်မြင်တဲ့အထိဆက်လက်ပံ့ပိုးပေးဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ယခုလိုချင်းပြည်ကောင်စီရဲ့ကြေညာချက်မှာစကောင်းစီကပြုလုပ်မဲ့ရွေးကောက်ပွဲစမ်းကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့လည်းထက်လောင်းအသိပေးအပ်ပါတယ်လို့ဖော်ပြထားပါတယ်။အကြံဘက်စကော့မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲဟာနိုင်ငံရေးမှာစစ်တပ်အနေနဲ့တရားဝင်ရည်တည်ရေးထွက်တာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာပြည်ပခအများကိုသာပုံမချမ်းကြစေမှာဖြစ်ကြောင်းဒါကြောင့်ချင်းပြည်ချင်းလန်းကောင်စီဟာအချမ်းဘတ်စကားဆားရဲ့တူးရောင်ရွေးကောက်ပွဲကိုချင်းပြည်ကောင်စီရဲ့ရွေးကောက်ပွဲစမ်းကျင်ရေးဆိုင်ရာလှုံ့ထုံလုံနေတဲ့အညီစမ်းကျင်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြောင်းမှာဖော်ပြထားပါတယ်။ဒါပြင်အမေရိကန်ပြည်ထောင်စုအစိုးရကစကောင်းစီရဲ့တူးရောင်ရွေးကောက်ပွဲကိုအကြောင်းပြုပြီးမြန်မာပြည်သူများအတွက် TPS ကိုပြန်လည်ရုပ်သိမ်းခဲ့တယ်ပေါ့။အထူးပဲစိုးရိမ်မကင် ဖြစ်ရတယ်လို့ဖော်ပြထားပြီး အဲ့ဒီဆုံးဖြတ်ချက်ကိုပြန်လဲစဉ်းစားသုံးသပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပြင်စကောင်းစီတက်ရဲ့ရက်ဆက်ချမ်းချုံမှုကြောင့်ဘေးဒုက္ခရောက်နေတဲ့ချင်းပြည်သူလူထုတွေကိုအိန္ဒိယနိုင်ငံမှာပံ့ပိုးကူညီခဲ့တဲ့အပေါ်ကျေးဇူးတင်တယ်လို့လည်းဖော်ပြပါတယ်။အလားတူအာဆီယံအထူးကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံတို့ရဲ့လူသားချင်းစာနာထောက်ထားမှုကိုထောက်ခံကြိုဆိုပြီးအိန္ဒိယနိုင်ငံတွေဖြစ်ကြတယ်။အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုလည်းပူးပေါင်းပါဝင်ပေးဖို့မြေတားရက်ခံထားပါတယ်။လက်ရှိမှာအမေရိကန်ပြည်ထောင်စုအပါအဝင်အိန္ဒိယနိုင်ငံတွေနဲ့ ိုင်းရင်းသားတော်လှန်ရေးမှာမိတ်တွေကနေအွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ပြတ်ရေးဆောင်ရွက်မှုအပေါ်ချင်းပြည်ကောင်စီကကြိုးဆိုတယ်လို့ဖော်ပြပြီးတော့လိုအပ်တယ်လို့ပူပေါင်းဆောင်ရွက်မယ်လို့လည်းသိပေးပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အတန်တိတ်တပိတ်မှာပြည်သူတရလုံးတကြွစွာပါဝင်ခဲမှုအပေါ်လေသားကုန်ပြူတယ်လို့အန်ယူဂျီတဝင်းလောပိုးတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ပြည်ပြည်ဆိုင်ရာလူ့ကွင်ရေးနေဖြစ်တဲ့ယမန်နေ့ဒီဇင်ဘာလ10ရက်မှာပြုလုပ်ခဲ့တဲ့အတန်တိတ်တပိတ်လှုပ်ရှားမှုအောင်မြင်ခဲ့ခြင်းတော့ ပြည်သူတရက်လုံးကိုလေစားကုန်ပြုမှတ်တမ်းတင်တယ်လို့အမျိုးသားညွညွရေးအစိုးရကဂုံပြူတဝင်လွာထုတ်ပြန်ပါတယ်။ယမန်နေ့ကတနိုင်ငံလုံးကတပြိုင်တည်းပါဝင်ဆင်နွှဲခဲ့ကြတဲ့အတန်ဒိတ်တပိတ် Silence Strike လူတူလှုပ်ရှားမှုကြီးဟာပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုနဲ့အောင်မြင်စွာပြီးဆုံးခဲ့တဲ့အပေါ်အခုလိုတဝင်လွာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိချိန်ထိပြည်သူလူထုဟာအရင်ကပြုလုပ်ခဲ့တဲ့အတန်ဒိတ်တပိတ်၅ချိန်လုံးမှာလဲ Silence Strike ဆိုတဲ့အတန်ကြားယုံနဲ့ ဆရာနာရှင်တွေကြောင်းရုံတုံလှုပ်လာရတဲ့အထိစူစီးမှုအင်အားကိုပြသနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အိုင်းနေမှာမနက်7:00နာရီကနေညနေ3:00နာရီအထိဆိုင်ခန်းတွေပိတ်ထားတာလမ်းမော်သွာလာမှုမပြုဘဲနေအိမ်မှာဒိတ်ဆိတ်စွာနေထိုင်တာစားတဲ့ပြက်သားတဲ့နေလန်းနေနဲ့တော်လိုင်းရေးတစ္ဆာကိုထမ်းမှန်တက်တည်ပြနိုင်ခဲ့တာလို့အန်ယူချီရဲ့တဝင်းလွားမှာရေးသားထားပါတယ်။ယခုလိုအတန်တိတ်တပိတ်လှူရှားမှုနဲ့အကြံပတ်စယုပ်စုရဲ့တရားမဝင်တူးယောင်ရွေးကောက်ပွဲဟာ လူသူဆန္ဒလုံးဝမပါဝင်ကြောင်းခိုင်ခိုင်မာမာဖော်ထုတ်နိုင်ခဲ့ပြီးတော့၎င်းတို့ရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲရဲ့ဂုံတိတ်ခါနဲ့တရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ပါတယ်။မနေ့ကကျင်းပခဲ့တဲ့အတန်တိတ်တဲ့ပိတ်ဟာလူသူကောင်းဆောင်တောင်းဆန်းစုကြည်တမနာကြီးဦးဝင်းမြင့်နဲ့တကွနိုင်ငံရေးအချင်းသားများအားလုံးကိုကျွမ်းချမ်းမရှိအမြန်ဆုံးလှုပ်ပေးဖို့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရားလုံးကပြက်ပြက်သားသားစန့်ကျင်တပိတ်မောက်ကြဖို့နဲ့စမုတ်တန်ဥပဒေကိုလုံးဝဖျက်သိမ်းဖို့တောင်းဆိုချက်၃ရက်နဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယခုလိုအရေးကြီးဆုံးသောနိုင်ငံလုံးဆိုင်ရာအတန်းထိပ်တပိတ်ကြီးကိုစနစ်တကျစီစဉ်ဖော်ဆောင်ပေးခဲ့ကြတယ်။အထူးသည်တပိတ်ပေါင်းဆက်ညီနိုင်ရေးအင်အားစုအပါအဝင်ပြည်ရင်းပြည်ပါမှပူးပေါင်းပါဝင်ခဲ့ကြတဲ့ဒေါ်လာရင်းအင်အားစုတွေမိဖက်အဖွဲ့အစည်းတွေအားလုံးကိုကျေးဇူးတင်တယ်လို့လည်းဖော်ပြပါတယ်။ယခုလိုပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာတိတ်ဆိတ်ခြင်းအားနဲ့ပြည်သူလူထုတည့်ရလုံးရဲ့တန်ထိတ်ထန့်ကိုကဘာတိအောင်ထုတ်ပေါ်ပြသနိုင်ခဲ့တယ်လို့ရှေးဆက်ပြီးအားလုံးရည်မှန်းထားတဲ့ Federal Democracy ပြည်တော်စုတည်မုတ်ချတည်ဆောက်နိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်ကို ပြက်ပြက်တတဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့လည်း NUG ကပြောပါတယ်။ဒါပြင် NUG ရဲ့ယာယီသမရဒူဝါလက်ရှိလာကလည်းအကြံပတ်ဆေးရနာရှင်တွေရဲ့ညံမှန်ရဆက်မှုတွေကိုဘလို့နီးနဲ့မှလက်မခံနိုင်ကြောင်းပြသတဲ့အနေနဲ့ဒီသမလာဆေးရနဲ့အတန်တိတ်တပိတ်ကိုပါဝင်ဆင်နွှဲချတဲ့ပြည်သူအပေါင်းကိုလေးလားစွာဥညွတ်ပါတယ်လို့ပြောကြခဲ့ပါတယ်။ဒီကနေ့အတန်တိတ်တပိတ်ဟာပြည်သူတွေအနေနဲ့ငားနဲ့ကြာလာတဲ့အထိလုံးဝဒွေမအေးပဲပြည်သူရဲ့ဆန္ဒကိုပွင့်လင်းစွာထုတ်ပေါ်ပြသသွားတာဟာ အားတင်းစရာအလွန်ကောင်းလာတယ်လို့ချီကျူးလေးစားစရာလည်းဖြစ်တယ်လို့နိုင်ငံကြီးလေးလာသူတဦးဖြစ်တဲ့ဦးရဲမျိုးဟင်းကသူ့ရဲ့ Facebook မှာရေးသားထားပါတယ်။ပြည်သူတွေဟာသူတို့ရဲ့ခါးသီးတဲ့ဆေးရနာရှင်စနစ်ကိုစန့်ကျင်ကြောင်းဆေးရနာရှင်တွေလှုပ်တဲ့ဂျားဖြန့်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းကိုဒရုန်းနိုင်ရနီလန်းနဲ့ပါဝင်ပြီးတခဲနဲ့ပြသသွားခဲ့ကြတာလို့ရေးသားထားပါတယ်။အချမ်းဘတ်၁၁ရဲ့လူမဆန်းတဲ့ဖိနှိပ်မှုတွေရုံးမှာအောက်တန်းကျတဲ့ဖီယာဖေးမှုတွေကြားမှာသူတို့လုံအောင်မဲ့အလုပ်ကိုပြက်ပြက်တတပါပါနက်နက်နဲ့ဆောင်ရွက်သွားခဲ့ကြပါတယ်။ ပြည်သူတွေအနေနဲ့ငါးနှစ်ကြာလာတဲ့အထိလုံးဝသွေးမအေးပဲသူတို့ရဲ့ဆန္ဒကိုဖွင့်ဖွင့်လင်းလင်းကြီးဖော်ထုတ်ပြသသွားတာဟာအားအသင့်စရာကောင်းတယ်လို့တကယ်ကိုပဲချီးကျူးလေးစားစရာလည်းကောင်းပါတယ်လို့ဦးရဲမျိုးဟင်းကရေးသားထားပါတယ်စစ်တပ်အာဏာသိမ်းတာငါးနှစ်ပြည့်တော့မဲ့လက်ရှိချိန်မှာအခုလိုပြည်သူတွေပါဝင်တဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့လုံဆော်ရတာဟာအတော်တော့စွန်စားရတဲ့ကိစ္စဖြစ်တယ်လို့ဦးရဲမျိုးဟင်းကတပိတ်ခေါင်းဆောင်နေဖြစ်တဲ့ဂိုဒီစာစမ်းတဲ့အဖွဲ့ကအတန်တိတ်တပိတ်မကျင်းပါမီ တပိန်းမှာပြည်သူတွေပါဝင်ဖို့မန္တလေးမှာဆန္ဒပြရင်စော်ဩခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးမှတ်ချက်ပြုထားပါတယ်။တကယ်လို့သာဒီလုံဆော်မှုကရာမထင်ဘူးဆိုရင်ပြည်သူတွေကပူပေါင်းပါဝင်နိုင်မှုမရှိဘူးဆိုရင်ຫນွေဟူတော်လန်ကြီးရဲ့အရွေးနဲ့အချိန်ဟာအများကြီးမေကွန်ထုတ်เสียရတယ်ရှိလာနိုင်တာကိုအခုချိန်ထိຫນွေဟူတော်လန်ကြီးဟာပြည်သူတွေရဲ့အားနဲ့ဒီလောက်ထိရွေးခဲ့ကြတာမဟုတ်လား။ပြည်သူတွေကຫນွေဟူတော်လန်ကြီးရဲ့အလှုပ်အရွေးအဆုပ်အတက်ကိုတိုင်းနဲ့အဓိကအကြဆုံးညှုံငိမ့်မဲ့လေလို့ဦးရဲမျိုးဟင်းကရေးသားထားပါတယ်။ အစိုးရအတန်တိတ်တဲ့ပိမှာပြည်သူတွေပါဝင်နိုင်ပါမလားဆိုပြီးတန်တရားဖြစ်ခဲ့လို့တိတ်တိတ်ဆိတ်ဆိတ်ဆောင်းကြီးခဲ့ရမှာအာအသင့်စရာဖြစ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ယမန်တွေကတန်တိတ်တဲ့ပိလှူရှားမှုကြောင့်ပြည်သူတွေဟာငားနေကြတဲ့အထိသွေးမအေးပဲဇယနာရှင်တွေပေါ်ဘယ်လောက်ထိခါးသီးနေတယ်ဇယနာရှင်စနေပေါ်ဘယ်လောက်ထိဆက်ဆုပ်ရင်းရှားနေတယ်ဆိုတာထင်းထင်းရှားရှားပြသတာအပါဝင်အချက်၅ချက်ကိုဖော်ပြနေတယ်လို့သုံးသပ်ထားပါတယ်။အခုပြည်သူတွေဟာငားနေကြလာပြီးတဲ့အချိန်ထိဝေဝရင်ရင်ကျေမရှိဘူး။ ရန်သူမပြောက်ဘဲနဲ့သူတို့ရဲ့စိတ်ဆန္ဒသူတို့ရဲ့ယုံကြည်ရာအတွက်ဆက်ပြီးတော့ရက်တီထောက်ခံအားပေးနေတာဆိုတာကိုထင်ထင်ရှားရှားပြသတာလည်းဖြစ်ပါတယ်။အဲမှာပြည်သူတွေဝေဝါအောင်အားရော့အောင်ဇယုံစုကဇညုံမျိုးစုံပုံစံမျိုးစုံနီလန်းမျိုးစုံနဲ့လုံနေကြပေမဲ့ပြည်သူတွေကတော့မဝေဝါပါဘူး။သူတို့ရဲ့ရန်သူမပြောက်ဘူးပန်းနိုင်မပြောက်ဘူးလို့ဦးရဲမျိုးဟင်းကရေးသားထားပါတယ်။ဒါပြင်ပြည်သူတွေရဲ့အားပေးထောက်ခံမှုနဲ့ဒီຫນွေဟူတော်လန်ရေးဟာဆက်လက်ချီတက်နေသေးတယ်ဆိုတာလည်း ဒီကနေ့လှုပ်ရှားမှုကအထင်ရှားမြင်ရတယ်လို့မှတ်ချက်ပြုပါတယ်။အခုချိန်မှာຫນွေဦးတော်လန်ရဲ့အလံကိုလဲချဖို့နေလန်းမျိုးစုံနဲ့ဂျိုးပန်းအားထုတ်လာကြပြီမယ်။ຫນွေဦးတော်လန်ရဲ့အလံမလဲပဲဆက်လက်ခြစ်တက်နိုင်သေးတယ်လို့ဦးရဲမျိုးဝင်းကရေးသားထားပါတယ်။အခုလှုပ်ရှားမှုကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ဆောင်ရွက်တာကိုကြည့်ရင်တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဟာစရနာရှင်တွေအောက်ကနေလုံမြောက်လို့စိတ်ကိုထင်းထင်းရှားရှားဖော်ပြလိုက်ခြင်းဖြစ်တယ်လို့လည်းဖော်ပြပါတယ်။အခုကျွန်တော်ရဲ့အမြင်ကတော့ຫນွေဦးတော်လန်ရဲ့ဝိညာဉ်ဟာ တနိုင်ငံလုံးဆရာနာရှင်စနစ်အောက်ကလွမြောက်ရေးဖြစ်ပါတယ်။နေရာတစ်ခုလူစုွက်ကြလွမြောက်ရေးမဟုတ်ဘူး။ဒါကိုပြည်သူတွေကခူးချိန်ထိထင်းထင်းရှားရှားပြသနေသေးတယ်လို့မြင်တယ်လို့ဦးရဲလုံးကရေးသားထားပါတယ်။ဒါပြင်ຫນွေဦးတော်လန်ရေးရဲ့ငါးနှစ်ခရီးမှာပြည်သူတွေဟာသူတို့ရဲ့ခန်းကဏ္ဍကိုမဝေမဝမယိမ်းမယိုင်မနဲ့သူတို့နိုင်ရာနေရာကနေပံပိုးကူညီထောက်ပံ့အားပေးပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့လည်းပြောပါတယ်။ပြည်သူတွေဒီလောက်ဇွဲစိတ်တန်တန်ပါဝင်ဆောင်ရွက်ခဲ့တဲ့တော်လန်ရေးတရက်ဟာ မောင်မြင်မှုဆိုရင်မြန်မာသမိုင်းမှာရောကမ္ဘာသမိုင်းမှာပါပြည့်ရဲ့ပြုစရာဖြစ်လိမ့်မယ်။လူဦးတော်လန်ရေးမှာဦးဆောင်နေတဲ့သူတွေပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့ဒါကိုချက်ချက်သတိပြုမိဖို့လိုမယ်။အဲဒီမှာဦးစည်းတဲ့သူတွေအနေနဲ့မရင်မရိုက်မဝေမဝါမဖောက်ပြန်ပဲဘီသူတွေလိုချင်တဲ့အနာဂတ်ပန်းနိုင်ကိုရောက်ချီတက်သွားနိုင်ဖို့ကိုယ်စွမ်းညာစွမ်းစိတ်စွမ်းရှိသလောက်အာမန်အပြည့်နဲ့ကြိုးစားအားထုတ်သွားကြဖို့လိုပါတယ်လို့ဦးရဲမျိုးဝင်းကရေးသားပါတယ်။လက်ရှိချိန်ထိဘီသူတွေဟာအများအားတာဝန်ကျပြီးတော့ ပြည်သူတွေဟာဒီမိုကရေစီနဲ့အမှန်တကယ်ထိုက်တန်တယ်လို့လည်းဝီယံမျိုးဟင်းကရေးသားဖော်ပြထားပါတယ်။ဆလတ်ဘီတမ်းမှတင်ဆက်ပေးချင်တာကတော့တိုက်ပွဲအောင်မြင်ခဲ့ပြီဆိုတဲ့ဆရာလာဆိုးဝေရဲ့တရင်ဆောင်ပါတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။အတန်တိတ်တပိတ်အောင်မြင်သွားလို့တမ်းမှချနိုင်ခဲ့ပြီဖြစ်ပါတယ်။အီဒီကလည်းငါးနှစ်နီးပါးကြာညောင်းလာပြီဖြစ်လို့လူသူအနေနဲ့ပုံမှန်မဟုတ်တော့တဲ့ပုံမှန်မှာနေသားကြလာနေပြီလားဆိုတာကဝေခွဲရခက်နေလို့ဖြစ်ပါတယ်။အခုလိုရေးကြီးနေတဲ့အချိန်မှာ အထူးတွေတပိတ်ကော်မတီရဲ့တိုက်ပွဲခေါ်တံမအောင်မြင်ဘူးဆိုရင်အရှေ့အာရှနဲ့အိန္ဒိချင်းအာဆီယံနိုင်ငံတွေနောက်ဆုံးမြေရှားသတ္တုအတွက်ဇယုံဆုံးနဲ့ဆက်ဆက်နေခြင်းနဲ့အမေရိကန်အစိုးရရဲ့သဘောထားပြောင်းသွားနိုင်ပါလိမ့်။အာဆီယံနိုင်ငံများကလည်းဇယုံဆုံးနဲ့ပြန်ဆက်ဆက်နိုင်ဖို့အကြောင်းပြချက်တွေရှာနေခြင်းဖြစ်လို့အခုလိုတိုက်ပွဲခေါ်တံဟာလွန်စွာမှစွန်စားလိုက်ခြင်းလည်းဖြစ်ပါလိမ့်။အခုတော့စွန်စားရချို့နှက်သွားတာကိုတွေးရလို့တမ်းမချမိခြင်းလည်းဖြစ်ပါလိမ့်။မအောင်မြင်ဘူးဆိုရင်ဇယုံစုကိုစမ်းကျင်နေခြင်းဟာ အမားကန်အတိုက်ခံများတာခြံတော့တယ်။၎င်းတို့ကိုပုံမှန်ပြန်ဆက်ဆက်မှာဖြစ်တော့မယ်လို့အာရှနဲ့အနောက်နိုင်ငံများရဲ့မူဝါဒရေးဆွဲသူများတွေးလာကြမှာဖြစ်ပါတယ်။မနေ့ကတော့ရန်ကုန်မန္တလေးနေပြီးတော့အပါအဝင်မျိုးကြီးမျိုးငယ်များရဲ့လမ်းမတွေပေါ်မှာရခင်တပိတ်များလောက်မဟုတ်ပေမဲ့လူသွားလူလာမရှိသလောက်လို့ဆိုရမှာဖြစ်ပါတယ်။အဲဒီကလည်းစာဝတ်နေရေးစက်တဲတရက်စက်တဲလာနေလို့ဖြစ်ပါတယ်။ဝန်တက်ထွားအတွက်အလင်းအမီအောင်ဖြည့်ဆည်းနေကြရလို့ဖြစ်ပါတယ်။အဲဒီမှာကင်းလဲ့နေတဲ့စက်သားများကလမ်းသွားလမ်းလာတွေ ဗတ်စကားမတိုက်များမှာစောင်းနေသူများကိုဓာတ်ပုံရိုက်ယူနေကြတယ်လို့မြန်မာနောင်သတင်းကဆိုထားပါတယ်။မန္တလေးမြို့နယ်လူတုရဲ့၈၀ရာခိုင်နှုန်းခန့်အပြင်းမထွက်ကြဘူးလို့လည်းသိရပါတယ်။မိမိတို့ဟာအနိုင်ကျင့်စော်ကားနေတဲ့ဆဲရနာရှင်များတပြီလုံးကမြေမြအထိယုံရှားမုံတီအော်နှလုံးနာနေကြပြီဆိုတာကိုထပ်ပြီးတော့ကြဲကြဲလောင်လောင်ဟစ်ကျွေးလိုက်ကြခြင်းပင်ဖြစ်ပါတယ်။၎င်းတို့ရဲ့အရေးကြီးဆုံးဖြစ်လာတဲ့အချိန်မှာအခုလိုအလဲထိုးခံလိုက်ရခြင်းလည်းဖြစ်ပြီးတော့ငွေကုန်လူပန်းဖြစ်တာရောက်သွားခဲ့ကြရပြီလည်းဖြစ်ပါတယ်။ အချမ်းပတ်မရောက်လည်ဟာ၎င်းရဲ့ဆေးရရှိကြီးများဇင်းမြေပြမှာတမလွန်ဘဝရောက်သွားတဲ့အဖြစ်တွေဟာ၎င်းတို့ရဲ့မိတို့မှမထိခိုက်ပါအခုလို့သူ့အမျော်အမှန်းကြီးမျော်မှန်းထားမှုတွေကိုဖျက်လို့ဖျက်စီအလောက်ခံရတာထက်အထင်းထားတဲ့အဖြစ်မရှိတော့ဘူးလို့ဆိုခါရမ်းဖို့မိကြလောက်နေပြီဖြစ်ပါတယ်အဲဒီမတိုင်မီကလည်းဒေါက်တာတေစာစန်းတဲ့အဖွဲ့ဟာမန္တလေးဈေးကျိုးအနီးမှာလေတပြတ်ဆန္ဒပြပွဲပြုလုပ်သွားတာကြောင့်အချမ်းပတ်ဆေးဥစုဟာ၎င်းတို့ခြိတက်ရလမ်းတစ်ချောင်းမှာရှိတဲ့ဈေးဆိုင်90ခန်းကိုဖျက်ဆီးသွားကြပါတယ် ။ဤဒီကပင် လူတို့ကိုရန်သူလို့သဘောထားနေတဲ့အသိဉာဏ်ပိုင်းဒုံစားမရတဲ့ရိုင်းဆိုင်များအုပ်ချုပ်နေတာကိုပြဆိုလိုက်ခြင်းလည်းဖြစ်ပါလိမ့်။ဒီများနဲ့အားမရသေးပါ။လူတအိုးတယောက်ရဲ့မွေးရပါအခွင့်အရေးဖြစ်တဲ့လောလတ်စွာပြောဆိုခဲ့တဲ့အဖြစ်ကိုပင် ရာဇဝဲမှုကိုကျူးလွန်နေလား။၎င်းကိုတရင်ပေးနိုင်မယ်ဆိုရင် တိန်းနေရာအထိ ပေးမယ်လို့ပင် ထုတ်ပေါ်ကြေညာခဲ့ပြန်ပါလိမ့်။ရွေးကောက်ပွဲကိုစမ်းချိန်ဖန်စီထောင်ချမယ်။တကယ်လဲလုံးနေတဲ့ဆဲဟုပ်စုရဲ့ချင်းချောင်းမှုတွေကို မိသူကမှအေးမထားကြတော့တဲ့အချိန်နေတရက်ကိုရောက်လာလုံနေနေဖြစ်တာကိုပြဆိုလိုက်ခြင်းလည်းဖြစ်ပါလိမ့်လူတို့ရဲ့ဖြစ်ကလည်းဒိုင်းပြည်ကိုစင်းရဲဆုံးနိုင်ငံဖြစ်အောင်ဆွဲချပြစ်ခဲ့ကြတဲ့အထိလောက်ခဲ့ကြတဲ့တုံစားလို့မရတဲ့ DSC ကျောင်းစင်စစ်ဖို့ချုပ်များဇက်ပြီးတော့အုပ်ချုပ်သွားမယ့်အရေးကိုမဲပေးထောက်ခံရမယ်လို့ပြောဆိုလာခြင်းဟောင်း၎င်းတို့ရဲ့အသိဉာဏ်ကိုစော်ကားယုံများမကလူလို့ပင်သဘောမထားကြတော့တဲ့အဖြစ်ကိုရောက်သွားကြရတဲ့အဖြစ်ပင်ဖြစ်ပါလိမ့်ရုပ်ရှင်ကားတကားမှာလည်း၎င်းတို့ကမင်းသားမင်းသမီးဖြစ်နေပြီး လူထုကဇက်ကယုတ်တိရှိအောင်လှုပ်ပေးနေရတဲ့ဖြတ်လျှောက်များဖြင့်ရောက်လာနေပါတယ်။ဒိုင်းပြည်အေးအေးချမ်းချမ်းရှိနေတဲ့အချိန်မှာပဲဒိုးတက်အောင်ကြံဆောင်နိုင်စွမ်းမရှိသူများကအခုလိုအနေထားမှာ၎င်းတို့ရဲ့အသိဉာဏ်တစ်ထွားတစ်မိုက်နဲ့ဘာများလှုပ်ပေးနိုင်ပဲဦးမြင်နေ။၎င်းတို့ရဲ့လူလို့ပင်သဘောမထားတော့ပဲလှုပ်ချင်ရလုံးနေတဲ့အဖြစ်ကိုနိုင်ငံတကာတန်ရုံအသီးသီးကလည်းရှုံချကြောင်ကြေညာချက်တွေထုတ်ပြန်လာကြပါတယ်။စေယောဇူဟာတိုင်းပြည်ကိုတနက်ပြအုပ်ချုပ်နေခြင်းသာဖြစ်တာကိုသိလာတဲ့အမြောက်မိသူကားမှလည်းလေးစားကြခြင်းမရှိတော့ပါဘူး။ ယမန်လေးကအဖြစ်ကိုကြည့်ပြီးတော့၎င်းတို့ခြေညာလာတဲ့ရလက်များကိုလည်းအယုံကြည်ရှေးချတော့မှာမဟုတ်ပါလူတို့အားကြမ်းကြုတ်ရိုင်းဆိုင်စွာဆက်ဆက်နေကြသူများအပေါ်ခြေပြူးစွာမဲထည့်နေကြတယ်ဆိုတာကိုဘသူကလက်ခံမြင်နေမယောင်းလိုက်ဖို့ကလည်းတသမီများဈေးပွားဥစ္စာတွေထားဆက်ရမရှိအောင်ဖြစ်လာတဲ့ကလွဲလို့၎င်းဖို့ကတော့နေစင်တဲ့အမျှဘူလောင်နေကြရတဲ့ဘဝနဲ့အသက်ဆက်နေကြရရှာပြီးဖြစ်ပါတယ်ရေခက်ထင်းခွေမြင့်ချုံနေရသူများပင်၎င်းနဲ့နေရချင်းလဲဖို့ကမ်းလန့်မယ်ဆိုရင်တောင် ခါခါတီးတီးညှင်းဆန်ကြပါတော့မယ်။ဒါကမိချောင်းဘဝကနေဖို့ဘဝတို့ရွေလျောသွားခဲ့တဲ့သူတို့ရဲ့ဖြစ်တဲ့နေပြန်မဟုတ်ပါလို့။အခုချိန်ထိလဲလာအိုနဲ့ဘဲလာရူကလွဲလို့ဒေယုံနဲ့အိန္ဒိယရုရှားပါဝင်မီရီနိုင်ငံကမှရွေးကောက်ပွဲလေးလာဆောင်ကြည့်ရဲ့အဖွဲ့ဆက်လို့မယ်လို့လူသိရှင်ကြားပြောဆိုထားခြင်းမရှိသေးပါဘူး။ပြီးသူအားဖြင့်တရားတော်ဆက်မုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတီနားဆင်ခဲ့တဲ့တင်ပြတဲ့များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါတဲ့ ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။